ရင်နဲ့မညီညွတ်တဲ့အစားအသောက်တွေဈေးကွက်အတွင်းကျဲကျဲပြန့်ပြန့်ဖြစ်ပေါ်နေမှုကိုထိန်းချုပ်ဖို့စတင်တဲ့အနေနဲ့စားသုံးသူတွေဘက်ကတန်တရားရှိခဲ့ရင်တိုင်ကြားနိုင်မဲ့ဖုန်းနံပါတ်တွေကိုစံမာရေးဝင်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်ကျမ်းမာရေးဝန်ကြီးဌာနအစားအသောက်နဲ့ဆေးဝါးကုတ်ကဲဦးစီးဌာနကအောက်တိုဘာ24ရက်နေ့မှာထုတ်ပြန်ခဲ့တာပါလက်ရှိမှာတော့ရန်ကုန်မန္တလေးနဲ့နေပြည်တော်မှာရှိတဲ့အစားအသောက်နဲ့ဆေးဝါးကုတ်ကဲဦးစီးဌာနကတာဝန်ရှိသူတွေရဲ့ဖုန်းနံပါတ်တွေကိုထုတ်ပြန်ထားပါတယ် ပိုင်ကြားမှုတွေကိုအစားအသောက်ဌာနကွဲညွှန်ကြားရေးမှုဒေါက်တာထွန်းစောဖုန်းနံပါတ်3960 439 3160ရန်ကုန်ညွှန်ကြားရေးမှုဒေါက်တာစင်စင်ရွယ်3130003129မန္တလေးညွှန်ကြားရေးမှုဒေါက်တာခင်စောလာ3262118တို့ကိုတိုင်ကြားဖို့ထုတ်ပြန်ကြေညာခဲ့ပါတယ်အဲ့ဒီဖုန်းနံပါတ်တွေကိုတိုင်ကြားမှုတွေတာမကြ အစားအသောက်စေဝါနဲ့အလားကုန်ပစ္စည်းတွေနဲ့ပတ်သက်တာတွေကိုလည်းမေးမြန်းစုံစမ်းနိုင်တယ်လို့ဖော်ပြထားပါတယ်။တိုင်ကြားမှုတွေရှိလာရင်စစ်ဆေးတာတွေပြုလုပ်သွားမှာဖြစ်ပြီးအမှန်တကယ်ကျန်းမာရေးထိခိုက်စေဖို့ရည်ရွယ်ထုတ်လုပ်ထားတယ်ဆိုရင်ဥပဒေစည်းမျဉ်းစည်းကမ်းတွေနဲ့အရေးယူသွားမယ်လို့ဆိုပါတယ်။အခုနှစ်အတွင်းမှာဈေးကွက်ကနေရုပ်သိမ်းမှုအတွက်တတိပေးခဲ့ရတဲ့စားတောက်ကုန်အမှတ်တံဆိပ်တွေအများအပြားရှိခဲ့ပါတယ်။ရေဘဲစီတွေမှာလည်းစက်မှုကုန်ကျန်း၃စီကျန်းတွေ အကြောကန်စီတွေနဲ့စားအုပ်စီတွေကိုရောနှောထုတ်လုပ်ထားတာတွေကိုစစ်ဆေးတွေ့ရှိတဲ့ဖြစ်စဉ်တွေလည်းရှိခဲ့ပါတယ်။အဲဒါကြောင့်ပြည်ရင်းမှာမြေပဲစီတန်းလို့ဆိုပြီးရောင်းချနေတဲ့အစီအချို့ကိုစားအုပ်စီတွေစက်မှုကုန်ကျန်းသုံးစီကျန်းတွေအကြောကန်စီတွေရောနှောထုတ်လုပ်မှုကိုစစ်ဆေးဖို့တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးအဖွဲ့နဲ့ပူးပေါင်းလှုပ်ဆောင်သွားဖို့ရှိနေပါတယ်။စစ်ဆေးတွေ့ရှိမှုတွေအရာ စားသုံးဖို့မသင့်တဲ့အစားအသောက်တွေဟာတရုတ်နဲ့ထိုင်းနိုင်ငံဘက်ကလာတဲ့အစားအသောက်တွေဓာတ်ရုပ်ဆိုးဆေးတွေကိုအခြေခံပြီးထုတ်လုပ်ဖြန့်ဖြူးရောင်းချနေတာဖြစ်တယ်လို့သိရပါတယ်။